မင်းရှင်များအားလုံးမင်္ဂလာပါကျွန်တော်ရည်စရာလေးတစ်ခုပြောပြမယ်ပေါ့နော်အားပါလဲဆိုလို့ရှင်ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေဖြစ်တဲ့ဒီ KNDF တို့အာ PNDF တို့ PLN တွေတို့ပေါ့နော် သူတို့ဖွဲ့တွေကတော့ဟိုထုံးစံအတိုင်းဆိုရှယ်မီဒီယာပေါ်မှာအမြဲတမ်းအနိုင်ရနေရပေါ့နော်ဆိုရှယ်ဆိုရှယ်မီဒီယာပေါ်မှာအမြဲတမ်းကိုအပြတ်သွင်းနေတယ်ပေါ့နော်အဲ့တော့သူတို့သူတို့ကပဲ ဟိုနိုင်တယ်သူတို့ကပဲအများကြီးဟိုသူတို့ဘယ်လိုပြောရမလဲအမှတ်တွေအများကြီးရယူနိုင်တယ်ပေါ့နော်အဲ့တော့သူတို့သူတို့ဘက်ကအလိုင်းပေါ်မှာအများရနိုင်တယ်အဲ့မဲ့မြေပြီမှာဘာတွေဖြစ်နေရလဲပေါ့နော်အဲ့ဒီတခြားကျွန်တော်နည်းနည်းပြောပြမယ်အဲ့တော့ပြီးခဲ့တဲ့ဒီဆောင်းပြောင်းတိုက်ပွဲ ဆောင်းပြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဆောင်းပြောင်းတိုက်ပွဲမှာ ဖြစ်သွားခဲ့တယ်နောက်ပြီးကြတော့လွယ်လုံး နော်ဗတ်ပင်ကြာအုပ်စုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်အဲ့တော့ဆောင်းပြောင်းမတိုင်ခင်ကတော့ကျွန်တော်တို့ကြမ်းလေကြမ်းကြွဲဆိုတာဗတ်ပင်ကြာအုပ်စုမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်အဲ့ဒီအချိန်ကာလမှာသူတို့ဖြန့်ဝေခဲ့တဲ့တည်င်းရှိတယ်ကျွန်တော်တို့ဘိုးမြတ်သားတမတော်ပြန်နေကအစိမ့်စိပင်ကတင်တန်းနေအမတ်စင်တက်ကတင်တန်းဆင်းတယ်တင်တန်းဆင်းပြီးတော့မှအဲတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တဲ့အချိန်မှာသူတို့တရင်တွေကတော့ဖြတ်နေပေါ့။ဘာဖြတ်လဲဆိုရင်အာ PNA ဘက်ကအစင်းမြင့်စစ်တင်တန်းနေကွန်မိုဒို အဲစိတ်တင်တန်းဆင်းခဲ့တဲ့သူတွေကအများပြားသူတို့ကြဆုံးတယ်ဘောတိုက်ပွဲတွေမှာဒီလိုဒီလိုသူတို့ကတတိနေဖြန့်ဝေတယ်အဲ့တော့တကယ်တမ်းကအဲ့ဒီအချိန်မှာဒီတင်တန်းဆင်းတွေကအနာယူနေတာတင်တန်းဆင်းလို့ပင်ပန်းနေတာအေးစိအနာယူအနာပေးထားတာဘာမှတိုက်ပွဲတွေမှမပါသေးဘူးနော်တိုက်ပွဲတွေမှမပါသေးဘူးဒါတိုက်ပွဲတွေမှာ မပါသေးတော့လည်းပဲသူတို့ရဲ့ social media သတင်းပေါ်မှာအတော့သူတို့ဘာတွေပြောကြလဲဆိုတော့ PNA အစင်းမြစ်စီတင်တန်းစင်းတွေကအတိုက်ပွဲမှာအများဆုံးအများကြီးပါဖြစ်တယ်ကဖြစ်တယ်ပေါ့လေဒါကတော့သူတို့အလုပ်နေကြ30အတိုင်းပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီကုမလို့အစင်းမြစ်စီပင်ကတင်တန်းစင်းတွေကအနာယူနေတာတိုက်ပွဲမှာတော့မပါသေးဘူးဒါပေမဲ့သူတို့ရဲ့သတင်းမှာကတော့ပါနေအဲ့လိုမျိုးအဲ့တော့ဒါဟာတာပေါ့နော်အဲ့တော့ ဒီဆောင်းပြောင်းတိုက်ပွဲမှာလည်းမပါသေးဘူးနောက်ပြီးကျတော့ဗမ်းမင်ကျောက်စုတိုက်ပွဲမှာလည်းမပါသေးဘူးအဲ့တော့ဘယ်အချိန်မှာတော့ပါလဲဆိုတော့ထီခိုးတိုက်ပွဲမှာဆိုလို့ချင်းစပြီးတော့မှအာလက်ကျင်ခံဆင်းတာပေါ့နော်စပြီးတော့မှလက်ကျင်ခံဆင်းတာအဲ့ဒီအချိန်မှာဝင်လိုက်တာ ਨੇ ကျွန်တော်တို့တရင်မှာတက်တဲ့အတိုင်းပဲကျွန်တော်ထီခိုးကျောက်ဖက်မှာတတ်ဆွဲခဲ့တဲ့ဒီ၃နှစ် အတော်သိမှာတက်ဆွဲထားတဲ့ဒီကျမ်းမဲ့တောင်းကျမ်းသူတွေကိုတပတ်အတွင်းเนาะတပတ်အတွင်းတပတ်အတွင်းကိုဒီကျမ်းမဲ့တောင်းကျမ်းသူတွေကိုမောင်းထုတ်နိုင်ခဲ့တယ်เนาะအဲ့ဒီနေရာတွေဒီပြောရမယ်ဆိုရင်ဗမင်ကျော်အုပ်စုရဲ့ဆံကားကျော်အုပ်စုရဲ့ပြီးရင်ဆောင်းပြောင်းရဲ့ဒီတကြောလုံးကိုအကုန်လုံးပြန်ပြီးတော့မှထိန်းချုပ်ထားနိုင်ခဲ့တယ်ဒါအခုမှအခုမှစမလို့အခုမှလက်ကျင်ကန်ဆင်းမလို့ပဲရှိသေးတယ်เนาะအဲ့တော့မြေပြင်မှာဘာတွေဖြစ်နေလဲဆိုတော့ မြေပြင်မှာဒီကြမ်းမဲ့တောင်ကျန်းသူတွေကအမြောက်အမြောက်များကြဆုံးနေတာထိခိုက်နေတာတွေဒါအများကြီးရှိတယ်။ဒါကြောင့်မလို့သူတို့သူတို့နောက်ပြန်ဆုတ်ခဲ့တာ။နော်သူတို့အထိနာပြီဆိုလို့ချင်းဆိုရှယ်မီဒီယာပေါ်မှာအမျိုးမျိုးသတင်းဖွာတယ်အမျိုးမျိုးကျွန်တော်တို့ဘိုးမျိုးသားတမတော်ပြင်းနေအဖက်ကအမားတွေပြန်ပြီးတော့မှအော်သူတို့ရှေ့ပါတယ်ဗောနော်မီဒီယာပေါ်မှာအဲ့တော့မြေပြင်မှာကကျွန်တော်တို့ကတိုက်ချင်လို့ကျွန်တော်တို့တိုက်နေတာလည်းမဟုတ်ဘူး စစ်သွေးကြွလို့ကျွန်တော်တို့တိုက်နေတာလည်းမဟုတ်เนาะကျွန်တော်တို့ကကိုယ့်ရဲ့နေမည်ဧရိယာငိမ့်ချမ်းရေးအတွက်ဒါဟိုပြောမယ်ဆိုရင်ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေဝင်ရောက်တဲ့နေရာ တိုင်းမှာပြည်သူလူထုတွေကဒုက္ခရောက်တယ်အဲ့တော့ပြည်သူလူထုတွေဒုက္ခရောက်နေတာကိုမကြည့်ရဘူးအဲ့တော့ကိုယ့်ရဲ့နေမြေဒေတာလုံချုံရေးကိစ္စတွေကိုဆောင်ရွက်ရမယ်ဆိုတဲ့အတိစိတ်ကြောင့ ကျွန်တော်တို့ကြေးရွာတိုင်းအုပ်စုတိုင်းမှာပိုးမျိုးသားတပ်မတော် PNA တပ်သားတွေရဲပေါ်နေအများကြီးရှိတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့နေအိမ်ကိစ္စလုံခြုံရေးကိစ္စတွေကိုအဓိကဆောင်ရွက်တာနော်စစ်သွေးကြွတာမဟုတ်ဘူးတိုက်ပွဲကိုတိုက်ချင်လို့တိုက်နေတာလည်းမဟုတ်ဘူးမိုက်လို့တိုက်နေတာလည်းမဟုတ်ဘူးနော်ကိုယ့်ရဲ့ဒေတာနေမီဧရိယာငိမ့်ချမ်းဖို့အခုဆိုလို့ရှိရင်ဒီချီခိုးဗမင်ကြောအုပ်စုနဲ့ဆန်ကားကြောအုပ်စုတို့အဆောင်ပြောင်းတို့အဲ့ဒီတဲ့ဂျောတွေမှာ ြန်လဲထိန်းချုပ်ထားနိုင်တာလဲမရသေးဘူးကျွန်တော်နေမြေတွေကြံသေးတယ်ကျွန်တော်နေမြေတွေကြံသေးတယ်အဲ့တော့ကျွန်တော်နေမြေအားလုံးပြန်ရပြီဆိုလို့ချင်းဒါလဲစီးရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကလဲဒါဟိုရှော့သိင်ချော့ရအောင်မယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေရဲ့ငိမ့်ချိုင်းကိစ္စတွေကိုပဲအဓိကထားပြီးဆောင်ရွက်တာ ဖြစ်ပါတယ်အဲ့တော့မြေပြင်မှာဆိုလို့ချင်းဒီအကြမဲ့တောင်းကျမ်းသူတွေအကြများနေရလဲစိတ်မကောင်းစိတ်မကောင်းဆိုတာသူတို့မှလည်း မပါချင်တော့လဲပါနေရတယ်တချို့ဆိုလို့ချင်းဒီပီတွေအထက်မှာဝိမသမင်းစားတဲ့သူတွေလည်းအများကြီးရှိတယ်တချို့ပညာတတ်တွေကတော့ထိုင်းနိုင်ငံတွေပြေးတယ်တခြားနိုင်ငံတွေပြေးကြတယ်အများကြီးပဲပတ်သက်ချမ်းသာတဲ့လူတွေကမရှိတဲ့လူတွေကတော့သမင်းစားရဖို့အရေးပီတွေအထက်မှာဝိင်ကြတာလည်းအများကြီးရှိတယ်နော်အခုကျွန်တော်တို့ပိုးတွေအထက်မှာဝိင်လာတယ်ဆိုတော့ပိုးတွေအထက်မှာကျူးကျော်ဝိင်လာတဲ့သူတွေအကုန်လုံးကပိုးတွေအထက်မှာစောင့်နေကိစ္စတွေအဆင်ပြေတယ်အဲ့တော့ပိုးတွေအထက်မှာရှိတဲ့ပြည်သူလူထုတွေရဲ့ ပစ္စည်းဥစ္စာတွေခိုးယူတိုက်ယူတာဓမြတိုက်တာဒါအဓိကသူတို့ရဲ့တိုက်ပွဲပဲအာနာရှင်တော်လာရင်ကိစ္စဆိုတော့နောက်မှထားသူတို့ရဲ့ဝိုင်းရင်ကိစ္စကိုဖြည့်ရှင်းဖို့အတွက်သူတို့ဒါသူတို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အလက်ရှိမြေပြင်မှာဖြစ်နေတဲ့အခြေအနေအားလုံးကိုကျွန်တော်တို့အမြဲတမ်း update ဖြစ်အောင်ကျွန်တော်တင်ဆက်ပေးမှဖြစ်ပါတယ်အခုလက်ရှိကျွန်တော်တို့အသုဒိတ6ပိုးနဲ့မြေထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာလည်းကျွန်တော်တို့ဘူးမျိုးသားတမတော် PNA အနေနဲ့သူတစ်ပါးရဲ့နေမြေတက်ကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နေငွေတည်ငွေအိချိုင်းရင်ကိစ္စတွေအတွေ့စီးရီးတွေလှုပ်ရှားနေတာဖြစ်ပါတယ်အားလုံးရည်စစ်တင်ပါတယ်